ာဒါမ်ဆိုတာကြတော့ဒီတိုင်းလေကိုပြောတာလေတွေဘာတွေတိုက်တယ်ဆိုရင်ဘာဒါမ်လို့သုံးတယ်လေတိုက်တယ်လို့ဘောင်းနေရာမှာသုံးလို့မရဘူးသူကလေတုဒီ atmosphere ကိုပြောတာနော်လေတုဂျူယုံငါသာဂျူယုံငါသာကတိတ်စိတ်တည်ဂိုဟျောင်းဂိုဟျောင်းမွေးရဟုတ်ပြီဆက်ကြည့်အောင်ညုံညုံစာနော်ညုံညုံစာ adjective လေးဆက်ကြည့်မယ် 깨끗하다 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 저 단신디 깨끗하다 단신디 더럽다 더럽다 니빠디 더럽다 니빠디 조용하다 조용하다 쨔쎄디 시끄럽다. 시끄럽다. 난이디. 아리오 라다 다니나 코메노 놀다 놀다 제디 제디 놀다 좁다 좁다 진디 춥다 춥다 일이 덥다 덥다 부럽습니다 내 삶에 그리고 조용합니다 떼세 말에서 난이래요 시끄럽습니다 넓습니다 제레 알어 진안에 삶에 좁습니다 응? 다리 삽용을 ဥပဒါဆိုလေ့ကျင့်ခန်းလေးဆက်ကြည့်မယ်ကျေတော့ဟာမွန်ဂျာငါလိုဝါကြတစ်ခုအနေဖြင့်မန်ဒစ်ရှိရှိကိုပြုတ်လောက်ပါတယ်အဲ့တော့ဝါကြတစ်ခုပြုတ်လောက်ပေးရမယ်ဂျိုရှိဒီနော်စနီတာစာတင်ငန်းကကျဲပါတယ်ကဲကွထာမနီတာတန့်ရှင်းပါတယ်ဟုတ်လားစာကြောင်းနှစ်ကြောင်းရှိတယ်အဲ့စာကြောင်းကိုဒီဂိုဆိုတဲ့စကားဆက်ကလေးကွန်ချန်ရှင်းလေးနဲ့ဆက်လိုက်ပါအဲ့တော့ဂျိုရှိဒီနော်ကိုကဲကွထာမနီတာ စာသင်ခန်းကကျယ်ဝန်းပြီးတန်ရှင်းပါတယ်။ဂျူးစစ်ကမာရှိစုနေတာဂျူးစစ်ဆိုတာကဂျူးစ်ကိုပြောတာအေးအေးနော်အချိုးကြီးအေးအေးအဲ့အချိုးကြီးကတဲ့အရသာရှိပါတယ်ရှီဝန်းနာနေတာအင်းမြလန်းဆန်းပါတယ်။အဂျူးစစ်ကမာရှိကိုရှီဝန်းနာနေတာဥချဲကူကြီးဂျိုးစစ်နေတာစာတိုက်ကကျင်းပါတယ်ဘုကြဖာနေတာရှုပ်ထွေးပါတယ် 우체국이 좁고 복잡합니다. 도서관이 큽니다. 사지랄가 집안에 조용합니다. 떼세이바에. 알어? 고린의 삼에 블루 삶에. 도서관이 크고 조용합니다. 사딩양아지 data partnership ရှိဦးတဲ့အဖြေဖြေပါတဲ့အဒီမှာစာသကလုံးကလေးချေလို့ပေးထားမယ်เนาะအဲ့ဒါလေးတွေနဲ့တွဲပေးရမှာပေါ့ဘာဘာငီအော်တိုဆူနီကာရိတ်ကဘလို့လဲတဲ့ဘာဘာငီခုကိုရိတ်ကជីပြီးဂျိုဆူနီတာတောင်းပါတယ်တဲ့ အဲ့တော့ဒီအပေါ်ကစကားလုံးလေးတွေကိုပြန်ပြီးတော့သုံးထားတာเนาะအဲ့ဒါလေးကိုဂိုလေးနဲ့ဆက်ပြီးတော့သုံးတာပေါ့เนาะဂျိုရှိဒီအော်တိုဆူနီကာစာတင်ခန်းကတဲ့ဘလို့လဲဂျိုရှိဒီနော်ကိုစာတင်ခန်းကကျေဝန်းပြီးကဲကွတ်ထာမီတာတန့်ရှင်ပါတယ်အဒီမှာကဲကွတ်ထာတာနော်လ်သား GB အတော်စနီကအိမ်ကဘလို့ပါလဲတဲ့ GB ခုကိုအိမ်က GB ဒေါ်လော့စနီတာညစ်ပတ်ပါတယ်ချင်းကူကအတော်စနီကတငယ်ချင်းကဘလို့လဲချင်းကူကဂျေမီကိုအဲ့ဒီဂျေမီအစ်တာဆိုရဲဗတ်ကလေသူကလူတွေရဲ့အချင်းချင်းကိုပြောရဲဆိုရင်တော့ပျော်ပျော်ရွှင်ရွှင်နေတတ်တာတို့ဘာလို့ပြောတာ ဒါပေမဲ့စာအုပ်တွေပါတွေကိုသူကညှိုးနေဆိုလို့ရှိရင်ဒီဂျေမီတာကစိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောတာနော်အုပ်ဒီမှာကျလူဆိုတာကသူကပျော်ပျော်နေတတ်တယ်ပေါ့သူတကယ်ကြီးပျော်ပျော်နေတတ်ပြီးတော့ဂျေပစ်မီတာလှပပါတယ်စာပိုက်ကလေးလိုမျိုးသူကစာပိုက်တစ်ခုရေးခိုင်းတာကိုယ့်ရဲ့မွေးရည်မြေတိုင်းတော့ဒါလေးကိုနည်းနည်း မိငန်းပြီးတော့ရေးရမှာပေါ့ဂျဲကွန်ရငဲဘူးစားနေနေဒါသွားတော့ဘူးဆန်လို့ရေးရတယ်ကိုကကိုယ့်ရဲ့မွေးရဲ့မိရဖင်နေရလဲအဲဘယ်နေရဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့မွေးရဲ့မိရဘယ်လိုမျိုးလဲကြီးလားသေးလားနော်ပြင်ပါလေးရှိလဲလူတွေရောဘယ်လိုလဲပြင်ရာကြီးဥတုရေးလို့ရတယ်ဘယ်လိုမျိုးလဲပူလားအေးလားပူတာတွေအေးတာတွေလည်းအရှိမကြက်ပြီးသားနော်အဲလူတွေရောဘယ်လိုမျိုးလဲအဲ့ဒါကို၄-၅ချောင်းလောက်ရအောင်ရေးမယ်နော်ဒီလိုပုံစံကလေး၄-၅ချောင်း ာလုံးပေါင်းတက်ပုံလို့เนาะရေးတဲ့ပုံစံအဲ့တော့ကျေတော့ကျေတပြောလေးလောက်အောင်ဂုံကြီးတို့ဂျုခိုလေတို့ကလည်းပဲတဲ့ကောင်းပြီးချူယုံကမနေတာတိတ်ဆိတ်ပါတယ်တဲ့အဲ့တော့မင်းချောနဲ့ဂျိမ်းစင်နဲ့နှစ်ယောက်ပြောကြမယ် 저기가 고향입니까? 어디냐가 모양미라 네, 우리 고향에는 상이 맞습니다. 오게이 바로 모양미 마가로 상이 맞습니다. 땅이야 미아바레래. 공기가 좋습니까? 어, 리루와 가운아래. 네, 공기도 좋고, 오게 리루레 가운요 조용합니다.

ဒါဆိုကျေတော့ဒီမှာ03လေးပြီးသွားပါပြီ